Hello everyone, I am teacher Dengtalia. Today, I will teach you grade 9 English Unit 10 Lesson 2 Enjoying Nature. <music> Learning outcomes. After this lesson, you will get to know ဒီသင်ခန်းစာလေးကိုသင်ပေးပြီဆိုရင်တော့ read and find important information and package to bronchitis အဲ့တော့ to bronchitis ဆိုတော့ကျတို့ဒီလက်ကန်းကြော်ညာပေါ့နော်ခရီးသွားဖို့အတွက် package လေးတွေနဲ့ပေးတဲ့လက်ကန်းကြော်ညာလေးဒီမှာပါတဲ့ information သတင်းချက်လက်လေးတွေအရေးကြီးတဲ့သတင်းချက်လက်လေးတွေကိုဒီကျတို့ကဖတ်ကြည့်ပြီးတော့ရှာဖွေတတ်သွားမှာပဲဖြစ်ပါတယ်နော် ဲ့တော့ lesson 2 enjoying nature သဘာဝတရားကြီးကိုတချို့တို့ခန်းစားကြမယ်ဒီဘိုင်းမှာတော့သူက traveling in nature သဘာဝတရားကြီးတိုင်းလှပနေတဲ့နေရာတွေကိုသူသွားလဲမယ် going on a package tour အဲ့ကိုသွားဖို့အတွက်ကိုသူကဒီမှာ package tour ပေါ့နော် package နဲ့ APC ခီးစဉ်တစ်ခုလုံးအတွက်စီစဉ်ပေးထားတယ် tour ဖွဲ့နဲ့သူသွားမှာပါတဲ့အဲ့တော့ region ပိုင်းလေးပါ number 1က answer the following question ကိုတချို့တို့ကြည့်ရအောင် Which season do you think is the best to go on a holiday in your country? Why? Or in your country ဆိုတော့သူတို့ရဲ့နိုင်ငံမှာတဲ့ the best to go on a holiday holiday ရက်တွေမှာဘယ်ကိုသွားလို့အကောင်းဆုံးလို့ထင်ပါသလဲပေါ့နော်ဘယ်ရာသီမှာသွားလို့အကောင်းဆုံးလို့ထင်ပါသလဲ why ဘာကြောင့်လဲအဲ့တော့ I think ဒီချက်ကတော့ sample လေးဖြည့်ပေးထားရပေါ့နော် I think the cold season ဆောင်းရာသီဟာ is the best to go on a holiday in my country ကျတို့ holiday trip တွေထွက်ကြမယ်ဆိုလို့ရှင်ဆောင်းရာသီဟာအသင့်တော်ဆုံးလို့ဒီချက်ကတော့ထင်ပါတယ်နော် Number 2 What do you like doing on your holiday? Why? What do you like doing? ဘာလုပ်ရတာကိုကြိုက်တယ်လဲ? Holiday တောင်သမီးတွေအားလည်းရဲမှာဘာလုပ်ရတာကိုကြိုက်ပါတယ်လဲ? Why ဘာကြောင့်လဲတဲ့။ဒီချက်ကဒီလိုလေးဖြည့်ပေးထားပါရနော်။ I like traveling on my holiday. Holiday မှာခီးသွားရတာကိုကြိုက်ပါတယ်။ Because I would like to travel to different place. ဒီချက်ကမတူညီတဲ့နေရာတွေမရောက်ဘူးတဲ့နေရာတွေကိုသွားခြင်းတဲ့အတွက်ခီးသွားရတာကို holiday မှာကြိုက်တယ်လို့ဒီချက်ဖြည့်ပေးထားပါရနော်။အဲ့တော့ကျေတို့ read the following text အောက်က text ကိုကျေတို့နဲ့တူတူဖတ်ရအောင်နော် Paradise of Wild Monkeys Wild Monkeys ဆိုတော့မြောက်ရိုင်းနေပေါ့နော်မြောက်ရိုင်းနေရဲ့ဒုက္ခဘုံနေတာတချို့ကမြောက်တွေမွေးထားတဲ့ park ကြီးတွေကိုကျွန်တော်သွားလဲကြမှာပေါ့နော်အဲ့တော့ကြည့်အောင် The snow monkey show a variety of facial expression throughout the forest season အဲ့တော့ snow monkey ဆိုတော့နှင်းမြောက်ပေါ့နော်နှင်းတော်ထဲမှာကြီးပြင်းလာတဲ့မြောက်တွေနှင်းတော်ထဲမှာနေတဲ့မြောက်တွေက variety များစွာသော facial expression မျက်နှာအမူအရာတွေအမျိုးမျိုးပြတတ်ကြပါတယ် throughout the forest season ရာသီဥတုလေးခုစလုံးမှာတချို့ကတချို့ နိုင်ငံနေချင်းနိုင်ငံမှာသာယာတိဥရုက၃ခုရှိရလေ။များသောအားဖြင့်တခြားနိုင်ငံတွေမှာယာတိဥရု၄ခုရှိပါတယ်။အဲ့ဒီယာတိဥရု၄ခုလုံးမှာသူတို့ဒီအမှုရာအမျိုးမျိုးပြတ်တတ်ကြပါတယ်။ပြောင်းလဲတတ်ကြပါတယ်ပေါ့နော်။ Cayman observe them သူတို့ကိုလာရောက်ပြီးတော့လေ့လာမယ်ဆိုရင်တော့ in their natural habitat သူတို့ရဲ့သဘာဝတရားတွေနေထိုင်ကြစားတာကိုသူတို့တွေ့ရမယ်ပြီးရင်သူတို့ကအဲ့ဒါကိုဘယ်မှာပေါ်ကြည့်ရမလဲဆို as you stand at the edge of the wild เนาะ တော့တဘာဝတရားကြီးရဲ့ကျတို့အစွန်ဘက်ကိုသွားပြီးတော့သူတို့ကိုလေးလာကြည့်ရမှာပဲဖြစ်ပါတယ်တဲ့เนาะအောက်မှာကျတို့ဒီနှင်းမြောက်တည်းရဲ့ပုံစံလေးကိုတစ်ချက်ပြပေးထားပါတယ်เนาะ ဂျီကိုဂူဒန်နီမန်ခီဖတ်တကယ်တို့တွေကဂျီကိုဂူဒန်နီမန်ခီဖတ်ကိုမြောက်ချံမြောက်ပန်းချံကိုတို့တွေသွားလဲအောင်ပေါ့နော်အဲ့တော့66 opening in 1964တဲ့အဲ့ဒီမြောက်ပန်းချံကိုတို့တွေက1964ခုနှစ်မှာဖွင့်ထားတာပါအဲ့ဒီဂျီကိုဂူဒန်နီမန်ခီဖတ်တနည်းပြောရရင်တော့ Wild Snow Monkey Park ဒါကတော့နှင်းမြောက်တရဲ့ဥယျာဉ်ပေါ့နော်နှင်းမြောက်တရဲ့ဥယျာဉ်ဆိုတော့ဒါမြောက်ဝင်ရိုးစုံမှာရှိတဲ့အရန်အေးလွန်းတဲ့နေရာကနှင်းနေတာကြတဲ့နေရာကမြောက်တရဲ့ပန်းချံမှာ Snow as a place အဲ့ဒါကိုတို့တွေကဘယ်လိုခေါ်လဲ Where intriguing behavior Love of Japanese Monkey Japanese Monkey ဆိုဂျပန်မျောက်တေရဲ့ intriguing behavior ဆိုအရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့သူတို့ရဲ့အမူအကျင့်လေးတွေကိုပေါ့နော်ကျတို့ဒီအဲ့ဒီမှာ can be observe လုပ်လို့ရပါတယ် the whole year တစ်နှစ်ပတ်လည်လုံးကျတို့အဲ့ဒီမှာသူတို့ကို observe လုပ်လို့ရပါတယ်အဲ့တော့ဂျပန်မှာရှိတာပေါ့နော်ဒါလေးကတော့အဲ့ဒီနှင်းမျောက်တေမျောက်မျောက်ဝင်ရုံဆုံးကရှိတဲ့နှင်းမျောက်တေကိုဂျပန်မှာယူပြီးတော့ကျတို့ကပန်းစံလုပ်ထားပေးတာပါကျတို့ကအဲ့ဒီမှာသွားပြီးတော့တစ်နှစ်ပတ်လုံးသွားပြီးတော့လေ့လာလို့ရပါတယ်အဲ့တော့ဂျီကိုကူတန်ဒီ monkey park က is located in Nagano nga ဂျပန်အဲ့တော့ဗမာရှိရလဲဆိုရင်နာဂါကို prefecture မှာရှိပါတယ်ဂျပန်နိုင်ငံရဲ့နာဂါကို prefecture မှာရှိပါတယ် The monkeys live in the bountiful natural habitat found here အဲ့ဒီမှာဆိုရင်ဒီကျတို့ကဒီမြောက်တည်ရဲ့ bountiful natural habitat ဆိုတာသဘာဝသူတို့ရဲ့သဘာဝတရားကြီးရသူတို့ရဲ့နေထိုင်ချက်စားတာတွေကိုဒီကျတို့က bountiful ဆိုတာအများပြားတွေ့ရမှာမြောက်တည်အများကြီးပေါ့နော်အဲ့ဒီမှာသူတို့တွေမွေးထားပါတယ်ပန်းချန်ထဲမှာဆိုလို့ရှိရင် The monkeys are known for bathing in the ocean hot springs ရေပူစမ်းပေါ့နော်အဲ့ဒီကမြောက်တည်ရေပူစမ်းကရေကိုပဲချိုးတာပါတဲ့ during the the cold winter man အေးတဲ့လာတွေပေါ့နော်အေးရတဲ့စောင်းရာသီတွေကလာတွေမှာဆိုရင်သူတို့တွေဟာရေပူစမ်းနဲ့ပဲရေချိုးပါတယ် and in, in the nickname of the snow monkey အဲ့ဒါကြောင့်မို့လို့ပဲသူတို့တွေကို snow monkey လို့တင်စားပြီးတော့ခေါ်ကြတာပဲဖြစ်ပါတယ်တဲ့ ဲ့တော့ဒါကတော့ဒီပန်းချံလေးကိုလာလဲဖို့အတွက် Camp here from December to March တဲ့ဘယ်ကနေဘယ်ချိန်ကနေဘယ်ချိန်လဲဆိုရင် December လကနေ March လထိသွားလဲလို့ရပါတယ် Opening hour ကတော့8:50 to 8:10တိဖွင့်ထားပါတယ် Start the one day tour with a morning visit to Jigokutani Snow Maki Park followed by a warm winter lunch and a visit to Sankoji Temple Start the one day tour ဆိုတော့တရက်အလဲပတ်ခရီးသွားမယ်ဆိုရင်တော့ a morning visit to a Jigokutani Snow Maki Park ကိုမနက်ခင်းမှာလဲပါမယ်တွားလဲမယ်ပေါ့နော်ဒီ tour အဖွဲ့ ွဲကတော့ပြီးရင်တော့ follow by a warm winter lens ဆောင်းရသည်ရဲ့နေလေစာလေးကိုသုံးဆောင်မယ်ပြီးသွားပြီဆိုရင်တော့ a visit to zangoji temple เนาะ zangoji ဂျပန်ဘုရားကျောင်းကိုလည်းသွားပြီးတော့လေလေပတ်ပါမယ်သူရဲ့တနေ့တာခရီးစဉ်လေးပါเนาะဒါကတော့ နောက်တစ်ခုကတော့ Catch the Northern Lights Northern Lights ဆိုတာမြဝင်ရိုးစုံရဲ့အလင်းရံကိုတချို့တို့ဒီမှာလေ့လာကြည့်အောင်နဲ့တွားပြီးတော့ခြောက်ကြည့်မယ်ပေါ့နော်မြဝင်ရိုးစုံရဲ့အလင်းနှမ်းလေးကိုတချို့တို့က Aurora Borealis လို့ခေါ်ပါတယ်ဒီ Aurora Borealis ဆိုတာကတော့ Beautiful Northern Sky Painted Beautiful အလွန်လှပတဲ့ Northern မြဝင်ရိုးစုံက Sky Painted ကောင်းကင်မှာ ပေါ်လာတဲ့အလင်းတန်းလေးတွေရဲ့အလှပါကိုပြောတာပါဘလိုရောင်လေးတွေရှိတယ်လဲဆိုရင် with hazy green hazy green ဆိုတာကကြတော့အစိမ်းရောင်ဒါပေမဲ့မှုံဝါးဝါးအစိမ်းရောင်ပေါ့ hazy ရဲ့အဓိပ္ပာယ်ကနော် water tar မှုံဝါးဝါးအစိမ်းရောင်လေးပါအရန်ကိုလှတဲ့အရောင်လေးတွေပါပြီးရင် pinkish light ပန်းနဲ့ပန်းရောင်ပေါ့နော်ပန်းရောင်အလင်းတန်းနေနဲ့ or vivid purple vivid purple ဆိုတော့အလွန်ကိုတောက်ပတဲ့ purple ခရမ်းရောင်အရောင်လေးထူးခြားတဲ့အရောင်တွေပေါ့ကွယ်ကောင်းဝင်မှာတော်ရုံမမြင်ရတဲ့အရောင်တွေကိုအဲ့ဒီမှာမြင်နိုင်ပါတယ် is one of the nature wonder တဘာဝတရားကြီးရဲ့အံ့ဩဖွယ်ရတဲ့အဖြစ်တချို့အဲ့ဒီမှာမြင်နိုင်ပါတယ်ပြီးရင်တော့အဲ့နေရာမှာနောက်တဲ့ Iceland ရေခဲပြင်တွေရှိရဲ့အဲ့ဒီ Iceland တွေဟာ which is located on the edge of the Arctic Circle Arctic Circle ရဲ့အစွန်းဘက်မှာရှိတာပါ is one of the best place to see the northern light အဲ့ဒီနေရာကနေပဲစစောကပြောခဲ့တဲ့ northern light ကိုတချို့တွေကောင်းကောင်းကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်เนาะအောက်မှာ ဒီမှာ hazy green လေးတွေ vivid purple လေးတွေကိုဒီမှာတစ်ချက်ပုံလေးထဲမှာပြထားပါဗျာเนาะ when to see the northern lights တကယ်ကျွန်တော် northern light ကိုဘယ်ချိန်မှတော့ကြည့်ကြမလဲဘယ်လိုချိန်နေမှာမြင်ရမလဲပေါ့နော် if you visit iceland ကျွန်တော်အဲ့ဒီခြေကင်း iceland ကိုသွားလည်မယ်ဆိုရင်ဘယ်ချိန်သွားရမလဲဆိုရင် between september and march september နဲ့ march လကြားကိုသွားပါတဲ့ when the weather is clear အဲ့ချိန်ရသည့်ဥတုကလည်းတာရပါတယ်ရှင်းလင်းတယ်ပေါ့နော် your chances of catching the aurora are high အဲ့ဒီမှာကျွန်တော်တို့ဒီ aurora light ကိုမြင်ရဖို့အတွက်အခွင့်အရေးများကြီးရနိုင်ပါတယ်တဲ့ the light အဲ့ဒီအလင်းရောင်တွေဟာ aurora light ရဲ့အလင်းရောင်တွေဟာ also depend on solar wind activity နေရောင်ကြီးပေါ်မှာပဲမူတည်နေတာပါတဲ့เนาะတနေ့တာရဲ့နေရောင်ကြီးလှုပ်ဆောင်မှုပေါ်မှာပဲမူတည်ပြီးတော့မှဒီလင်းရောင်လေးတွေဖြစ်လာတာပါ so downloading app that provide a northern light focus is recommended အဲ့တော့သူကဒီမှာ downloading app เนาะ app တစ်ခုလောက်ကို download လုပ်ထားပါတဲ့ that provide a northern light ဒီ မျက်ဝေဦးဆုံးရဲ့အလင်းရောင်တွေကို focus လုပ်ဖို့အတွက်တော့ is recommended သူအကြံပေးခြင်းပါတယ်။ပြောချင်တာကဒီ focus တွေကိုဒီကျတော့ဖမ်းယူထားလို့ရမယ် app တစ်ခုလောက်ကိုတော့ download လုပ်ထားဖို့သူ recommend ပေးပါတယ်။ Enjoy the light on Leslie Rest ကဲစစောကဒီအလင်းရောင်တွေကိုသူကဒီတခါဘဲကနေခန်းစားမှလဲဆိုရင် Leslie Rest Leslie Jets ဇင်ခံတင်မောပေါ်ကနေသူခန်းစားကြည့်ရှုအောင်မဲ့ experience အတွေ့အကြုံတစ်ခုကတော့ the beauty of the northern life on a luxury yacht အဲ့တော့ luxury yacht ကနေမှတခြားလူတွေဒီ northern life ကိုကြည့်ရှုခန်းစားမယ်ဆိုရင်လည်းဒါဒီအတွေ့အကြုံကောင်းတစ်ခုပါပဲ you can see တခြားလူတွေတွေ့နိုင်ပါတယ် this breathtaking sense အသက်ရှူမှားလောက်တဲ့ရှူခွင်းတွေပေါ့နော် from deck ဘယ်ဘောကနေဆိုသင်္ဘောရဲ့ဂုံးဘက် area ပေါ့နော် deck area ကနေ autumn မဟုတ်ရင် comfortable lock area တတောင်တတာရှိအောင်ဒီချေတို့နေနေတဲ့ဇင်ခံနေလို့ရတဲ့နေရာလေးတွေကနေပြီးတော့ဒီအလင်းရောင်တွေကိုဒီချေတို့တွေကြည့်ရှုခန်းစားရမယ်ဆိုရင်တော့ breathing အသက်ရှူမှားလောက်အောင်ပဲလှပတာကို တွေ့ရမှာပါတဲ့ဒါကတော့အောက်ကသူ့ရဲ့ yes သင်္ဘောရဲ့ best time to see ကြည်ရမကြည်လို့ရမယ့်အချိန်ကိုကြော်ညာပေးထားတာကတော့ September နဲ့ March ကကြည်လို့ကောင်းဆုံးချိန်ပါတဲ့ duration ကတော့ဒီကွာတင်မော့ကို2နာရီကြာစီရမယ်အောက်ကတော့ attack ဆိုရင် US dollar ဘလောက်ပေါ့ chai ဆိုရင် US dollar ဘလောက်ဆိုတာလေးကိုသူကကြော်ညာစာဆောင်လေးမှာအောက်မှာထည့်ပေးထားတာပါနော် glossary လေးကိုကြည်အောင်နော် intriguing မှာ intriguing ရဲ့အဓိပ္ပာယ်ကတော့ very interesting because of being unusual very interesting အရင်စိတ်ဝင်စားဖို့ကောင်းပါတယ် because of being unusual ထူးခြားမှုပေါ့နော်ထူးခြားမှုတွေရှိနေတဲ့အတွက်အရင်စိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောချင်တာပါဒုတိယတစ်ခု bountiful ကတော့ large in amount ပမာဏတော်တော်များများလို့ပြောတာပါနော် hazy hazy ရဲ့အဓိပ္ပာယ်ကတော့ not clear ရှင်းရှင်းလင်းလင်းမရှိပါဘူးတဲ့ because of air containing something လေထဲမှာတစုံတရာပါနေတဲ့အတွက်ကြည့်ရတာရှင်းရှင်းလင်းလင်းမရှိပါဘူး that make it difficult to go through it သူ့ကို twin ဖောက်ကြည့်ဖို့လေခက်ပါတယ်တဲ့အဲ့ဒါလေးကိုပြောတာပါနော်နောက်ဆုံးတစ်ခုကတော့ aurora borealis ပါသူရဲ့အဓိပ္ပာယ်ကတော့ a pattern of color light ရောင်စုံလင်းတန်းလေးတွေပါ that are sometimes seen in the night night sky ညဘက်ကောင်းငွေမှာကျွန်တော်တို့ဒီခါတည်းရမြင်နိုင်ပါတယ်ဘယ်နေရာမှာလဲဆို in the most northern part of the world ကဘာကြီးရဲ့မြောက်ဖက်ဆုံးပိုင်းဒီမှာမြင်နိုင်တဲ့အလင်းတန်းလေးတွေကို aurora borealis လို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်တို့နံပါတ် 2B complete the table လေးကိုကြည့်အောင်နော် ီမှာတော့သူကအပေါ်မှာနေရာနှစ်ခုပေးထားတယ်ပထမတစ်ခုကတော့ Jigo Gudani Monkey Park ရဲ့ Northern Light ရဲ့အဲ့ဒီနှစ်ခုရဲ့ location ဒီနေရာလေးရဲ့အဲ့ဒီမှာလုံလို့ရမယ့် activity ရဲ့ best time to visit အဲ့ဒီနေရာနှစ်ခုကိုသွားလည်လို့ကောင်းမယ့်နေရာလေးတွေဒါကတော့ကျွန်တော်ဆော့ဆော့က passage တွေကဟာကိုယူပြီးတော့ဖြည့်ပေးရတာပဲဖြစ်ပါတယ်เนาะဒါကြောင့်မို့လို့ Jigo Gudani Monkey Park ဘယ်မှာရှိလဲဆိုရင် Nagago Prefecture Japan မှာရှိပါတယ် တကယ်ကက Northern Light ကကြတော့ဘယ်နေရာမှာရှိရလဲဆိုရင် Iceland မှာရှိရပါတကြောင်ချဲလေးလိုလေးဖြည့်ပေးထားပါတယ်เนาะနောက်တစ်ခုဒါဆိုရင်ဒီ Monkey Park မှာကျွန်တော် activity ဘာတွေလုပ်လို့ရလဲ observing observe လေးလာလို့ရပါတယ်ကြည့်ရှုလို့ရပါတယ်ဘာတွေကိုလဲ intriguing behavior of Japanese monkey ဂျပန်နိုင်ငံမြောက်ဂျပန်နိုင်ငံမှာရှိတဲ့ဒီမြောက်တရဲ့ intriguing behavior เนาะထူးခြားပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့သူတို့ရဲ့အမူအကျင့်လေးတွေကိုကျွန်တော်လေ့လာရပါတယ်ပြီးတော့သူတို့ရဲ့ natural habitat ရောပေါ့ နောက်တဲ့လိုက်မှာကြတော့ကျွန်တော်က enjoy ဒါမှမဟုတ် experience ရနိုင်တဲ့ဘာတွေကိုလဲ beauty of the northern light on a luxury yacht luxury yacht ပေါ်ကနေကျွန်တော် northern light ရဲ့အလှပါတွေကိုကျွန်တော်လေလာကြည့်လို့ရပါတယ်เนาะခန်းစားကြည့်လို့ရပါတယ်ဟုတ်ပြီဒါဆိုရင် Jigo Gutani Monkey Park ကိုဘယ်ချိန်မှာသွားလို့အကောင်းဆုံးလဲဆိုရင်เนาะဒီ passage ထဲမှာတချို့တို့ကို December to March လို့ဖြည့်ပေးထားပါတယ် Northern Light ကတော့ September to March မှာသွားလဲလို့အကောင်းဆုံးပါတဲ့ 2C ကိုကြည့်အောင်နော် Answer the following question in complete sentence. ကဲအောက်ပါမိကုန်းများကိုပြည့်စုံတဲ့ sentence လေးနဲ့ပြပြပါတဲ့. Number 1. In which season ဘယ်ရာသီမှာ can you see the monkey in Jogokudani Monkey Park? Jogokudani Monkey Park ရဲ့ monkey တွေကိုတဲ့ကျွန်တော်က which season ဘယ်ရာသီမှာတွေ့ကြည့်လို့ကောင်းပါလေတဲ့. error we can see the monkey in jigogudani monkey park throughout the four season เนาะยาติอูรู4ခုလုံးมาတကယ်လို့နေနိုင်ပါတယ် နံပါတ်2 why is jigokudani monkey park famous ဒီဒီ monkey park ဟာဘာကြောင့်ကြော်ကြားတာလဲကျေလိုလေးဖြေပေးထားပါဗျ။ Jigokudani Monkey Park is famous because intriguing behavior of Japanese monkeys can be observed the whole year. တနှစ်ပတ်လည်လုံးကျေတို့ကသူတို့ရဲ့ behavior တွေကိုလေ့လာလို့ရလို့ပါ။ Number 3 Why are the monkey in Digogodani called the snow monkey? ကဲဒီကမြောက်တွေကိုဘာဖြစ်လို့များ snow monkey လို့ခေါ်တာလဲတဲ့ answer လေးကတော့ the monkey in Digogodani are called the snow monkey လို့ခေါ်ပါတယ် because ဘာကြောင့်လဲ they are known for bathing on the onsen hot spring ရေပူစမ်းမှာရေချိုးလို့ during the cold winter months အေးတဲ့ဆောင်းရာသီရဲ့လတွေမှာဆိုရင်တို့တွေဟာရေပူစမ်းမှာရေချိုးပါတယ်ဒါကြောင့်မလို့လဲတို့ကို snow monkey လို့ခေါ်ကြတာပါ number 4 what color can you see in beautiful northern skies of iceland အဲ့တော့ကျတော့ island ကို iceland ကိုသွားတဲ့အခါမှာတွေ့ရမယ် beautiful northern ရဲ့ color လေးတွေအောင်လေးတွေကိုမေးထားတာပါ answer ကတော့ we can see hazel green pinkish light and a vivid purple in beautiful northern skies of iceland number 5 why is downloading app that provide a northern light focus recommended okay အဲ့တော့ ။နောက်သက် like ကိုသွားကြည့်ပြီဆိုရင်တဲ့ app တခုကိုဘာကြောင့်များ download လုပ်ထားတင်တာလေတဲ့။ Downloading app that provide another light focus is recommended because the lights depend on the weather and solar wind activity. ဘာဖြစ်လို့လဲဆိုရင်တော့ the light အဲ့ဒီကအလင်းရောင်တွေက depend on weather ရာသီဥတုနဲ့ solar wind activity ပေါ်မှာမူတည်နေတာဖြစ်တဲ့အတွက်ဒီကျတော့က app တစ်ခုလောက် download လုပ်ပြီးတော့သူကိုဖန်ထားတင်တယ်လို့ recommend ပေးခြင်းဖြစ်ပါတယ်နော်။ This is the end of my lesson. Thank you for watching. See you next time.